ဟယ်လိုမင်္ဂလာခင်ဗျာကျွန်တော်ဒီနေ့ပြောပြသွားမယ်တော့ဒီ page အကြောင်းဖြစ်ပါတယ်ဒီ page က straight တုံးကြီးဒီမှာ page quality အဝိုင်းဖြစ်သွားခဲ့တယ် page quality အဝိုင်းဖြစ်သွားခဲ့တဲ့အတွက်ကြောင့်ဒီ page က rich englishman နဲ့အရင်ကြာပြီးမှဇေယုံစေဝကျသွားခဲ့တဲ့အတွက်ကြောင့်ကျွန်တော်ရှင်မှာ subs အထောက်အစားဖြစ်ပါတယ်ဒီ page online မသိနားမလဲပဲဘလို့အမားမျိုးတွေလုတ်ခင်မိတဲ့အတွက်ကြောင့်အခုလို straight TV page quality အဝိုင်းဖြစ်သွားခဲ့တဲ့ဆိုပေမဲ့ဒီ video မှာအသေးစိတ်လုတ်ပြီးကျွန်တော်ပြပြရှင်းပြပေးမယ်အကယ်လို့လူကြီးမျိုးတို့ page မှာလည်းအခုလိုအတိုင်းအဝါရောင်အနီရောင်ဖြစ်နေဆိုရင်တော့ဒီ video ကြည့်မှကိုကိုတိုင်းဖြည့်ရှင်းသွားလို့ရပါတယ်။ဒီ page owner တင်ထားတဲ့ content နဲ့အားလုံးကကိုပိုင် content original content ပဲဖြစ်တယ်။ဒါပေမဲ့မတိနားမလဲပဲね second shot တွေတင်ပြီးတော့တယ်။ color map စာရွက်တွေတင်ပြီးတော့ခဲ့တယ်။ voucher စာရွက်တွေတင်ပြီးတော့ခဲ့တဲ့အတွက်ကြောင့်အခုလိုမျိုး straight TV အဝါရောင်ဖြစ်သွားခဲ့တယ်။ else နဲ့ပတ်သက်ပြီးလုံအောင်လုပ်လို့မရပါဘူး။ဒါပေမဲ့ tag ကတလဲလဲအမားလုပ်ပြီးတော့မယ်ဆိုရင်တော့ကျွန်တော် page က has been suspended has been unpublished မှာ post တင်တဲ့အပိုင်းပညာပိတ်တော့ဖို့နိုင်တဲ့အတွက်ကြောင့်ဒီ page owner ဒီလိုမျိုးတင် င်ထားတာဟုတ်မဟုတ်ဆိုပြီးမှ live group အနေနဲ့ကျွန်တော်တစ်ချက်ယူသွားပြမယ်အတွက်ကျွန်တော် default တစ်ချက်နေမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ audio နဲ့ဆင်တော့ခဲ့မှာ talent support ကျွန်တော်တစ်ချက်ထောက်ပြီးသွားလိုက်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ sport in boss ဆိုရှိရကျွန်တော်ဒီလိုဆက်တစ်ချက်ထောက်ပြီးသွားလိုက်ပါမယ်ပြီးရင်ကျွန်တော်ဒီမှာ your alert ဆိုရှိရဒီလိုဆက်တစ်ချက်ထောက်သွားမယ်ဒီမှာတစ်ချက်ကြည့်မှာဆိုရင်နောက်ထပ်နှစ်ခုတော့မှရှိသေးရပါတော့ဒီလိုဆက်ဆက်လက်ပြီးထားမယ်ဆိုလို့ရှိရင်ကျွန်တော် page ကနောက်ထပ် straight ထိပြီးမှ page ကိုလေးအဝိုင်းဖြစ်သွားမယ်ဒါမှမဟုတ် post in နဲ့အပိုင်းပိတ်တော့ဖွင့်နိုင်တဲ့အတွက်ကြောင့်မို့ဒီလိုဆက်ကျွန်တော်တစ်ချက်ဖွင့်သွားကြည့်မယ်ဒီပုံစံလေးပေါ်လာခဲ့ပြီဆိုဒီလိုဆက်တစ်ချက်သွားကြည့်မှာဆိုဒီမှာတစ်ချက်ကြည့်မှာဆိုရင်တို့ရဲ့ဒီကားလက်မှတ်နဲ့ပတ်သက်ပြီးတင်ပြီးသွားတာပေါ့နော်ဒီ page owner ကျတော့ဒီကားလက်မှတ်နဲ့အယောင်းဝယ်နဲ့ပတ်သက်ပြီးတင်ပြီးသွားတယ်ကားလက်မှတ်ရော ောင်းတဲ့အဆက်နဲ့ပတ်သက်ပြီးအလုံးလုံးသွားခဲ့တဲ့အတွက်ကြောင့်မို့ဒီလိုမျိုးကားလက်မဲ့စာရုံးနဲ့ပတ်သက်ပြီးတပ်ပုံရိုက်တင်သွားခဲ့မယ်ငွေလွဲ second shot နဲ့ပတ်သက်ပြီးတပ်ပုံရိုက်ပြီးတင်သွားခဲ့မယ်ဒါမှမဟုတ်ရှင်ကျွန်တော်တဦးတယောက် profile second shot ကိုတပ်ပုံရိုက်ပြီးတင်သွားခဲ့မယ်ဆိုရင်တော့ straight tip မှာ page quality အနည်းငယ် over ဖြစ်သွားခဲ့မယ်နောက်ဆုံးတစ်ခုကျတော့ကျွန်တော်တို့ဒီ voucher စာရုံးနဲ့ပတ်သက်ပြီးစာရွက်ပေါ်မှာတစ်ခုခုရေးပြီးမှကျွန်တော်ဒီ page မှာ account မတင်ပြီးသွားမယ်ဆိုရင်ဒီ has been suspended ပါညာဖြစ်သွားပေါ်နိုင်တဲ့အတွက်ကြောင့်မို့ air စာနဲ့ပတ်သက်ပြီးလုံးဝလုတ်သွားလို့မရပါဘူးခင်ဗျာနော်ဒီ user လေးတွေအားလုံးကျွန်တော်ဖျက် မှာသွားရပါမယ်ဒီဥစ္စာဖြတ်ဖို့ဆိုရင်တော့ laptop နဲ့ဖြတ်သွားရမယ်အတွက်ကြောင့်မို့ကျွန်တော်ခဏရင်ကြာမှာ laptop နဲ့ကျွန်တော်ဖြတ်ပြီးသွားလိုက်ပါမယ်နောက်တစ်ခုတစ်ချက်ကြည့်မှဆိုလို့ရှိရင်လည်းထုံနီးလကောင်းပါပဲဒီတက်ပုံတပုံထဲကိုပဲ2ချိန်3ချိန်တင်ပြီးသွားတဲ့အတွက်ကြောင့်အခုလိုမျိုး straight ထိသွားခဲ့တယ်လောလောဆယ်မှာတော့ဖုန်းနဲ့ကျွန်တော်ဖြတ်ရတာအခက်အခဲဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ပြီးမှတိုင်းကျွန်တော် laptop နဲ့ကျွန်တော်ဖြတ်သွားပေးပါမယ်ဒီ page owner တင်ထား content တွေတစ်ချက်ကြည့်မှဆိုရင်သူဥစ္စာဒီ car limit အယောင်းဝင်နဲ့ပတ်သက်ပြီးဖြစ်တဲ့အတွက်ကြောင့်မို့အယောင်းဝင်အစနဲ့ပတ်သက်ပြီးတင်ပြီးသွားတယ်ဒါပေမဲ့ဒီ page owner ရှောင်းရဆန်နဲ့ပတ်သက်ပြီးကျွန်တော်ဘလို့ post တင်သွားရမယ်ဘလို့ car limit ကိုတင်သွားရမယ်ဆို ကျွန်တော်ပြောပြတဲ့အချိန်မှာတော့ဒီ patient နဲ့တင်ပြီးသွားတဲ့ဥစ္စာအလုံး okay ဖြစ်ပြီးသွားတာပေါ့နော်ကျွန်တော်ဒီ car limit sign နဲ့ပတ်သက်ပြီးတင်ပြီးသွားမယ်ဒါမှမဟုတ်ငွေလဲ second shot နဲ့ပတ်သက်ပြီးတင်ပြီးသွားမယ် voucher sign နဲ့ပတ်သက်ပြီးတင်ပြီးသွားမယ်ဆိုရင်တော့တက်ပုံလို့တင်သွားလို့မရပါဘူးအဲ့ဒီ car limit sign ရွက်တော့ဒီငွေလဲ second shot sign ရွက်တော့ကျွန်တော် voucher sign ရွက်တော့တင်သွားချင်တယ်ဆိုရင်အဲ့ဒီဥစ္စာကို video recording လုပ်ပြီးမှ video ရိုက်ပြီးမှ video ပုံစံ move ပြောင်းပြီးမှ pitch မှတင်ပြီးသွားမယ်ဆိုရင်တော့ strike ကနေ100% looking နဲ့သူကအဓိကဒီ second shot နဲ့ပတ်သက်ပြီးတက်ပုံနဲ့ပတ်သက်ပြီးတင်သွား ွားလို့မရပါဘူးကျွန်တော် video ပုံစံ convert ပြောင်းလဲသွားပြီးမှကျွန်တော်တင်သွားမယ်ဆိုရင်လုံးဝအဆင်ပြေပါတယ်နောက်တစ်ခုကျတော့စာသားနဲ့ပတ်သက်ပြီးမှလည်းဒီ page owner အမားလောက်တာပေါ့နော်ဒီတစ်ခါရေးပြီးမှ page မှတင်ထားစာသားတွေကိုနောက်တစ်ခါ post တင်မယ့်အခါမှာကြောက်လို့ရှိရင်ပထမတင်တဲ့စာကိုပဲဒီလိုမျိုး copy ကူးပြီးမှသူ့ page မှာသွားတင်တဲ့အခါမှာစာသားနဲ့ပတ်သက်ပြီး reuse content ဖြစ်တဲ့ပြီးမှ rich enrichment ကျသွားခဲ့တဲ့ကြောင့် else နဲ့ပတ်သက်ပြီးလုံးဝလုပ်လို့မရဘူးအကယ်လို့ကျွန်တော်စာသားနဲ့ပတ်သက်ပြီးခဏခဏရေးပြီးတင်ရတာဆိုရင်ကျွန်တော်ဖုန်းမှာဆိုရင် notepad ဆိုပြီးရှိရကျွန်တော်တစ်ချက်ရှာပြမယ် ကျွန်တော်ဒီလိုမျိုး notepad ဆိုပြီးရှိရပါတော့ကျွန်တော်ဒီလိုမျိုး notepad ထဲမှာကိုကိုတိုင်ရေးပြီးမှ save လုပ်ထားပြီးမှကျွန်တော်တို့ဒီ notepad ထဲခနဲ့ထက်ခါတလဲလဲ copy ကူပြီး page မှာတင်ပြီးသွားမယ်ဆိုရင်တော့ရပါတယ် page ကနေ copy ကူပြီး page မှာတင်သွားမယ်ဆိုရင်တော့ copy corner ဖြစ်ပါတယ် reuse corner ဖြစ်တဲ့အတွက်ကြောင့်အဲဥစားနဲ့ပတ်သက်ပြီးလုံးဝလုံးလုံးမရပါဘူးဒီနေ့ဒီဗီဒီယိုမှာဒီလောက်ပဲဒီ page owner ဘလို့အမားမျိုးလုပ်ခဲ့မိတဲ့အတွက်ကြောင့် straight ထိသွားခဲ့ရဆိုပြီးအားလုံးနားလဲသဘောပေါက်ပြီးနေမှာဒီ page quality အဝါရောင်နဲ့အစင်းအပြင်းဘလို့ပြည့်ပြင်သွားမယ်ဆိုမှဒုတိယဗီဒီယိုမှာကျွန်တော်အသေးစိတ်လုပ်ပြီးကျွန်တော်ပြောပြပေးမယ်ဘလို့ affiliate တင်သွားရမယ်ဘယ် website ကနေတော့မှလှုပ်ဆောင်သွားရ ရမယ်ဘလို့ sitting ချိန်သွားရမယ်ဆိုပြီးမှ part 2 video မှာကျွန်တော်ပြောပြပါမယ်ဒီ video မှာဒီလောက်ပဲအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်